ကိုမတင်လိုက်တဲ့အချိန်မှာငလင်လောက်တာကိုကျွန်တော်တို့အချက်ပေးခြင်းနဲ့ငလင်လောက်ခဲ့ပြီးတော့ကျွန်တော်တို့တိုင်းဒေသတွေကိုအလွယ်တကူကြည့်နည်းနဲ့ကျွန်တော်တို့ငလင်လောက်တဲ့အချိန်မှာမကနီကျုပြင်အားဘလောက်ရှိတယ်ကိုအလွယ်ကြည့်နည်းလေးကိုဒီဗီဒီယိုလေးမှာအားလုံးတို့ကျွန်တော်ကနေပြီးတော့မျှဝေပါမယ်ခင်ဗျာကျွန်တော်တို့ကပထမဆုံးနေဖြင့်ဒီနားလေးမှာရှိနေကျွန်တော်ပြပေးထားတဲ့ My Aquatic Alliance ဆိုတဲ့ application လေးကိုကျွန်တော်တို့ download ဆွဲပြရမှာဖြစ်ပါတယ်တချို့ဖုန်းတွေမှာကျတော့ တချို့တွေက origin နဲ့ပါရပေါ့နော်ဖုန်းတော်တော်များများမှာ origin နဲ့မပါရဖုန်းတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ application တွေကိုတုံးပြရမယ်ပေါ့နော် origin နဲ့ပါရသူတွေလည်းတုံးလို့ရပါတယ်ကျွန်တော်တို့ကဒါဆိုလို့ရှိရင် iso ဖုန်းတွေရောပြီးလို့ရှိရင် android ဖုန်းတွေရောတုံးလို့ရ application လေးဖြစ်ပါတယ်အဲ့တော့ဒီ application လေးကိုကျွန်တော်တို့ကပထမဆုံးအနေနဲ့ download ဆွဲပေးပါ download ဆွဲချိန်လေးကိုတော့ကျွန်တော်တို့ခဏတော့စောင့်ပြရမှာဖြစ်ပါတယ် ါဆိုရင် application လေးက download ဆိုရမြန်နေပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ open နဲ့ကိုတစ်ချက်ဝင်ပြီးပါ open နဲ့ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့က next ကိုဆက်ပြီးတော့နှိပ်ပေးပါ next ကိုဆက်ပြီးတော့နောက်ထပ် next ကိုဆက်ပြီးတော့နှိပ်ပေးပါနေပြီးလို့ရှိရင်သူအဒီမှာပေါ့နော်ကျွန်တော်တို့ကို permission တွေတောင်းနေအဲ့တော့ကျွန်တော်တို့က permission တွေအကုန်လုံးဖုန်းထဲမှာရှိတဲ့ permission တွေကို အဓိကဖွင့်ပြရမှာเนาะအဓိကကတော့ location permission ကိုတောင်းတာဗောနော်ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိလို့ရှင်ဒီငလင်လောက်တာကိုကျွန်တော်တို့ကဒီလိုပြောမယ်ဆိုလို့ရှင်ကျွန်တော်က location နေနဲ့ကျွန်တော်ကအဓိကထားပြတာဖြစ်တော့ကျွန်တော် location permission ကိုအရင်ဆုံးဖွင့်ပေးပါကျွန်တော်တို့က allow only while using the application ဆိုတာကိုနှိပ်ပေးပါပြီးလို့ရှိရင်ကျွန်တော်တို့က chain in setting ဆိုတာကိုကျွန်တော်အရင်ဆုံးနှိပ်ပေးရမယ်ဒါအရေးကြီးတဲ့အချက်ပေါ့နော်အဲ့တော့ဒီ application ကိုသုံးမယ်ဆိုရင် chain in setting လေးကိုနှိပ်ပြီးလို့ရှိရင် allow all the all the time ဆိုတာကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ notification ပေါ့နော် notification ကိုလည်းကျွန်တော်တို့က next ကိုဆက်နှိပ်နှိပ်ပြီးလို့ရှိရင် notification တွေကိုကျွန်တော်တို့ဒီမှာရှိနေတဲ့ဟာအကုန်လုံးကိုကျွန်တော်တို့က permission ဖွင့်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ notification ကိုလည်း allow all the time ဆိုတာနှိပ်ပေးပါပြီးလို့ရှိရင်ဒီမှာ complete ပေါ့နော် complete my add quick အလန်းဆိုအောင်လေကျွန်တော်တို့ကဗာ finish ကိုကျွန်တော်တို့ကဆက်ပြီးတော့နှိပ်ပေးပါ ဒီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်မှာပြပေးထားရပါတော့เนาะဒါနေပြည်တော်တို့ဘာလို့ဒီလိုမျိုးလေးတောင်ကူတို့အဲ့လိုနေရာတွေဒါပေါ့เนาะဒီမှာအနီလုံးအနီလုံးလေးတွေကကျွန်တော်တို့တွေကဒါရေတာရှည်လို့ဘာလို့အဲ့အဒီအကုန်လုံးကကျွန်တော်တို့ဒါငလင်းလှုပ်ပြီးသားနေရာမှာဒီအနီလုံးလေးတွေပြပေးတာဖြစ်တယ်ပေါ့เนาะငလင်းလှုပ်ပြီးရဟာယူလဲကျွန်တော်တို့ပြန်ကြည့်လို့ရရဲ့အဲ့တော့ဒီမှာအရေးကြီးတဲ့အဆင့်ကိုကျွန်တော်ပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကထိတ်ဆုံးကအဆက်ကလေး30ကိုနှိပ်ရမယ်နှိပ်ပြီးလို့ရှိရင် setting ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးရမယ် setting ကိုနှိပ်ပြီးလို့ရှိရင်ဒီနားလေးမှာ ီနောက်ဘက်ကလိုအပ်တာကြီးကျွန်တော်တို့ကလိုက်ပြီးတော့ချိန်ညှိပေးရမယ်မတ်တိုက်တို့တင်းတို့အဲ့ဒါတွေကကျွန်တော်မလိုအပ်သေးဘူးပေါ့နော်ပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ location ကလည်းဒီအပွားဟာမလိုသေးဘူးအောက်မှာကျတော့ဒီမှာ notification ပေါ့နော်အဲ့တော့ notification ဒီမှာလည်းမလိုသေးဒီအောက်ကကျွန်တော်စပြီးလိုအပ်တာကြီးစပြောပြရည်ပေါ့နော်ကျွန်တော်တို့က minimum magnitude ပေါ့နော်အဲ့တော့ဒီမှာ item ကိုတစ်ချက်ဝင်ပေးလိုက်ဝင်ပေးလိုက်ပြီဆိုရင်ပုံမှန်ငလင်စပြီးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က 3.0 plus ကနေစရဲပေါ့နော်အဲ့ထက်ပိုပိုကြီးမြင့်လာမယ်ဆိုဒီအောက်ပိုင်းကဒီနံပါတ်တွေဖြစ်တယ်ပေါ့နော်3.5တို့4.0 4.5တို့ပြီးလို့ရှိလို့ရှင်7.0 plus အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ဒါကကြာတော့မြင့်တက်လာပေါ့နော်ဒါအခြေခံဆိုလို့ရှိရင်တော့ကျွန်တော်ပုံမှန်မူလားလှုပ်တဲ့ဥစ္စာကတော့ magnitude ကတော့3.0နဲ့ပဲကျွန်တော်ဥစ္စာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် back ကလေးနဲ့ပြန်ထွက်ထွက်ပြီးလို့ရှိရင်ဒါကသိအောင်ပြော notification မှာအဓိကလိုလာရင် notification setting တွေကိုကျွန်တော်တို့ကဝင်ပြီးတော့ချိန်ကိုချိန်ပေးရမှာအဲ့တော့ show notification ကဒီလိုမျိုးလေး on ကို on ထားပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ားလေးမှာရှိနေတဲ့ sound ဆိုတာအဓိကလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ sound ဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်အရင်ဆုံးနှိပ်ပြီးရမှဖြစ်တယ်ပေါ့နော်။ sound နဲ့တို့တစ်ချက်ဝင်ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ငလင်းလှုပ်တဲ့ခါကြလို့ရှိရင်ကျွန်တော်အလန်းပေးဖို့ဆိုလို့ရှိရင် sound အတန်အအဓိကအရေးကြီးတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကအဲ့တော့ဒီလိုနည်းနည်းလေးပေါ့နော်။စူးစူးရှရရစူးစူးရှရအတန်လေးကိုရွေးလိုက် အဲ့လိုအတန်လေးကိုကျွန်တော်ရွေးပေးရမယ်ရွေးပေးတဲ့ခါကျမှကျွန်တော်တို့ကဒီမှာပြောမယ်ဆိုလို့ရှိရင်အကွက်အလန်းဆိုတာဒီငလင်ကအလန်းငလင်လာတဲ့ခါကျလို့ရှိရင်အလန်းမိတန်ကိုကျွန်တော်တို့သိနိုင်ဖို့အတွက်ဒီနားလေးမှာဒီလို show notification ကို on ပေးရမယ်ဒီလိုအတန်ဆူးရှက်ရှက်လေးကိုကျွန်တော်ရွေးပေးရမှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဘတ်နဲ့ပြန်ထွက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာရှိနေတဲ့ show magnitude ပေါ့နော်အဲ့လေးကိုလက်တစ်ချက်နှိပ်ပေးလိုက် ရှိုးမက်ဂနီကျူးမှာတော့မှာအော်မက်ဂနီကျူးနဲ့ထားပြီးတာကတော့အသင့်တော်ဆုံးပဲပြီးလို့ရှိရင်ကျွန်တော်ဘန်းနဲ့ပြန်ထွက်ဘန်းနဲ့ပြန်ထွက်ပြီးလို့ရှိရင် show region ပေါ့ကိုကနေနေတာမြန်မာနိုင်ငံသားပေါ့နော်မြန်မာနိုင်ငံမှာဆိုမြန်မာနိုင်ငံထိုင်းနိုင်ငံဆိုထိုင်းနိုင်ငံမလေးရှားဆိုမလေးရှားနိုင်ငံသားရောက်နေရဲ့မြန်မာဆိုနိုင်ငံသားကကျွန်တော်တို့မက်ဂနီကျူးနဲ့ရွှေ့ပေးရမယ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကမြန်မာနိုင်ငံနဲ့ပဲပြပေးလိုက်မယ်အဲ့တော့မြန်မာဆိုတာကိုတစ်ချက် ရွှေ့ပေးရမယ် ဲ့တော့ဒီနာရီမှာရှိနေရမြန်မာဗမာပေါ့နော်အဲ့လိုတစ်ချက်ရွေးပေးရမယ်အဲ့တော့မြန်မာနိုင်ငံ location နဲ့ region နဲ့ထားပြီးတော့မှမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ magnitude တွေကိုကျွန်တော်တို့ကစပြီးတော့သိနိုင်မှာပေါ့နော်ပြီးလို့ရှိရင်ဒီအောက်မှာ layout တို့ပါတော့ကျွန်တော်တို့မလို့ပေါ့နော် time frame တွေပါလည်းကျွန်တော်တို့မလို့ပေါ့နော် unit of measurement ဆိုလည်းကျွန်တော်တို့မလို့ပေါ့နော် lower data လေးကိုပြောပြီးပြီးပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေ600မျှလေးနဲ့ပြန်ထွက်ထွက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က location ကမြန်မာကိုရွေးလိုက်ပြီဖြစ်တဲ့ကြောင့် မြန်မာကိုရွေးလိုက်ပြီးပြတဲ့ကြောင်ကျွန်တော်တို့ဒီမှာပေါ့နော်ရှေ့မှာဒါပြောမယ်ဆိုရင်ငလင်လှုပ်ခဲ့တဲ့ဟာတွေကိုဒါတွေကပြန်ပြီးတော့ကြည့်ရတာပေါ့နော်ငလင်လှုပ်ခဲ့တဲ့တိုင်းတွေဒေတာတွေမြို့နယ်တွေအားတွေကိုကျွန်တော်တို့ပြန်ကြည့်ရဘလောက်နှုံးနေကျွန်တော်တို့လှုပ်သွားတာ ਈ ဆရာအား ਈ ဆရာကျွန်တော်တို့ပြန်ပြီးတော့နော်6 hour အကိုတို့ဒီမှာ5 hour အကိုကိုကိုမြန်မာနိုင်ငံ region နဲ့ထားလိုက်ဆိုမြန်မာနိုင်ငံမှာကျွန်တော်တို့ငလင်လှုပ်သွားတဲ့ဟာတွေကိုဒါတွေကပြန်ကြည့်ရပေါ့နော်အလွယ်တကူပြန်ကြည့်လို့ရတယ်အဲ့တော့ဒါလေးကိုအရင်ဆုံးတစ်ခုကြည့်ပြပေးမယ် ဒီအောင်နော်2.20ဆိုပြီးတော့ဒါအကြောက်သူအရင်မမြားတဲ့ပမာဏအခုနောက်အခုဒီရက်ဒီမှာကျတော့နည်းနည်းပဲပဲသူကလှုပ်တိုင်းပဲပြပြီးတယ်ဖြစ်တယ်ပေါ့နော်ဒီ31ရက်မှာပဲသူလှုပ်သွားတယ်ဒီမှာနိုင်တွေရောအချိန်တွေရောရက်တွေရောလှုပ်သွားတဲ့ဒီမက်ဂနီကျူးတွေအတိုင်းတာတွေကစပေါ့နော်အကုန်လုံးသူကပြပြီးလား2.20ပေါ့နော်အဲ့ဒါအစအကုန်ပြပြီးရယ် distance ဘလောက်အကွာဝေးမိုင်မှာရှိတယ်ဘယ်ချိန်ဘယ်နှစ်နာရီဘလောက် location အဲ့ဒါအစအကုန်လုံးပြပြီးရယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ကနေပြီးတော့ လှုပ်ခတ်ပြီးတဲ့ငလင်းတွေကိုလည်းကြည့်လို့ရတယ်လို့မျိုးဆောနာကျွန်တော်ပြောထားတယ်ပြောမယ်ဆိုလို့ရှိရင် magnitude ပေါ့နော် at quick magnitude အလန်းကိုလည်းကျွန်တော်တို့ကဖွင့်ထားရဲဆိုလို့ရှိရင်ငလင်းစပြီးလှုပ်ခတ်ပြီးဆိုတာနဲ့ဒီ application ကနေပြီးတော့ကျွန်တော်တို့အလန်းပေးနိုင်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးစောင့်ထားရင်တော့အကောင်းဆုံးပါလို့အကြံပေးခြင်းပါတယ်ဒီ application လေးကိုသုံးကြည့်ပါအားလုံးကိုလည်းကျေးဇူးတင်ပါတယ်